အထာနာမေတံဘိကဝေနဝကာတောယံဘရုပကမေနာတတကတံဇီဝိဒါဝရောပိယအနုဘကမေနာဘိကဝေတတကတာပရိနိဗ္ဗာယံတိဣတိနာတစ္ဆဝစေနာတုတိမေဟောတုတကတာဤအန္တရေကင်းဂါထာလေးကိုဟောမုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လာပါ25နှစ်လောက်က မန္တလေးမြို့တက်တော်တရားနဲ့သုံးနှစ်ရှိတဲ့စံငင်းဆရာတော်ကြီးထာမရခဲ့ပါတယ်စံငင်းဆရာတော်ကြီးဆိုတာမဥပင်မဥပင်မြို့အရာဝတီတိုင်းမဥပင်မြို့နဲ့တစ်ဖက်ကမ်းစံငင်းဆိုတဲ့ရွာကြီးမှာတရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံငင်းဆရာတော်လို့ခေါ်ကြပါတယ် အဲ့ဒီစံငင်းဆရာတော်ဤစီဘုံဘုံရောက်သွားတော့ဆရာတော်ဖျားဆရာတော်ဖျားလို့တပည့်တော်တို့အတက်ရာကျော်ရှိခြင်းပါတယ်ကျမ်းညာမှာမှာချမ်းညာသာသာလည်းရှိခြင်းပါတယ်ဘေးဥပအန္တရာယ်လည်းကင်းခြင်းပါတယ်ဖျားသာသနာ့ကြီးလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်းလံကောင်းတွေတပည့်တော်ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါအဲ့တော့စံငင်းဆရာတော်ကြီးက ဒီကာထာလေးပြီးခဲ့ပါတယ်။ဇန်ငင်းစရောကြီးကဒီကာထာပြီးတဲ့အကြောင်းလေးလည်းသူက ပြောပြပါလူကအဲဒီအင်္ဂလိပ်ခေအင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တုန်းကဘုံဘုံတို့ဇန်ငင်းမြို့ဇန်ငင်းရွာကြီးမှာနေတဲ့အချိန်မဥပင်မြို့မှာလူတွေပလိတ်ကယောဂဖြစ်ပြီးတော့တနေ့ဟို40 50ပြည်ကြီးပျက်စီးကြ အဲ့တော့ပလိကယောဂဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြဘဝဘယ်မျိုးမှရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂတွေယောဂပိုးတွေပန်းလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ပြည့်ပြည့်လူတွေလည်းပဲယောဂတွေဖြစ်သေးကြ ဘုန်းတော်ကြီးတွေလာပင်ပရိယုကမဝါဖပြီးကြတာအဲဒီတော့ဥစဉ်နေကိုရင်နေကဆရာတော်ကြီးလျှောက်တဲ့ဆရာတော်ဖရာတပည့်တော်တို့ပရိယုလည်းပဲပြီးတာပဲကမဝါဖလည်းပြီးတာပဲအဲဒီတော့ပရိယတိပါဒီရွတ်မနေပါနဲ့တော့ဖရာတပည့်တော်တို့ပရိယတိကမဝါတွေလည်းမစွမ်းမှုနဲ့တူပါတယ်လို့ပြောတဲ့ အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပိယိတ်တရားတွေလည်းမစွန့်နဲ့ရှိရလို့မင်းတို့တေချာရွတ်ပုံပြီးဘုံမကောင်းလို့နေမှာတေချာရွတ်ဒီလိုငေါက်ငမ်းပြီးတော့လွတ်လပ်ညကြတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်တို့ပိယိတ်တွေလည်းအထက်ထက်ရွတ်ကမ္မဝါဒီအထက်ထက်ဖတ်ဖတ်လည်းပဲလူတွေပြေးကြတာယောဂတွေမပြတ်ဘူး တခုခုတော့လိုးနေပြီနဲ့တူတယ်ဘာများလိုးနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှသူ့ငယ်ဆရာပြောဘူးတဲ့စကားလေးအမှတ်ရတယ်ငယ်ဆရာကဘယ်လိုပြောဘူးတလဲဆိုတော့ငါတည်းရန်ခါမဲ့ပိဋိတ်ဒီရွတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်ကမောဟာရီဖတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်အဲ့လိုပိဋိတ်ဒီကမောဟာရီမစွန်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးက နောက်ပိုင်းက၃ောက်ရွတ်လိုက်กว่าအဲ့ဒါဆိုစွန့်လာပဲလို့ဆိုပြီးတော့ခုနရွတ်ပြတဲ့ဂါထာလေးကို၃ောက်ရွတ်ခိုင်းနေဤဟုတ်ပြီတို့ဒီဒီဂါထာလေးကျမ်းနေလို့မစွန့်လာပဲဆိုပြီးတော့ तू ကအဲဘောပေါ်မယ်မြေပြူတာနဲ့ခုနဂါထာလေးရေးရေးပြီးတော့ကြောင်ရှိတဲ့ဥစဉ်นี่ကိုရင်นี่အကုန်ခေါ်မင်းတို့ဒီဂါထာကြောင်ကျဲမရတဲ့လူ မအိပ်ရဘူးတညာလုံးပြက်ခိုင်းမှာရတဲ့လူကတော့သွားတော်ဆိုတော့တရုတ်ညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကြက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ကြာတော့ပရိယုကမဝါဖပြီးပြီဆိုရင်ခုနပြောသလိုဒီကံထာလေးကို၃កောက်ယူလိုက်၃កောက်ယူလိုက်တယ်ဆိုရင်အဲ့ဒီယွတ်တန်ကြားတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးယောဂဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းပြောက် ယောဂမဖြစ်သေးတဲ့ပုံကိုယ်ကြီးလည်းမဖြစ်တော့ဘူး။သွားမိဟေး။သူကနီကောင်လန်ကောင်တွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားရွတ်ကြ။ကြောင်းရှိတဲ့ဥစဉ်တွေကိုရင်တွေတရားမှအတန်မထွက်တော့ဘူးတဲ့ဟိုအိမ်လိုက်ရွတ်ဒီအိမ်လိုက်ရွတ်တချို့ကလည်းပဲအဲဟိုဘေးရွတ်ဖို့ဘေးကမ္ဘာဖားဖို့ဘေးပွဲလေးအဲအုံပွဲမပြောပွဲလေးမတက်နိုင်တော့ဆရာတော်ကြီးလာမပင့်ဘူးတဲ့မပင့်ရဲဘူး။ ဒါသူတို့ကတရင်ကြရင်သွားရွတ်လာပဲမင်းတို့ဘာမသိရရနုကသူအုံဒီငပြောဒီလိုချင်လို့မဟုတ်ဘူးရွတ်မယ်ဆိုပြီးတော့မသိတဲ့ကိုတော်ဒီလည်းမသိတဲ့အိမ်ကြီးလည်းပဲသွားပြီးတော့ရွတ်ကြအဲ့တော့ဒီအောင်မှရှိတဲ့ဥစဉ်ကိုရင်တရားမှအတန်မထွက်တော်ဘူးလေတန်ဝင်းကုန်တာအဲ့တော့ဆရာတော်ကြီးကစဉ်းစားကြတယ်เออจองชื่อเนี่ยกูยินอู้ยินเนาะอตันไม่ถั่วต่อกูเบลุเลิกว่ามะเลยสรุป နောက်ကြကျိုးလေးတွေအဲကျိုးလေးတွေပရိကျိုးလေးတွေတထောင်တထောင်တွာအဲတထောင်ဆိုတော့တပေးနဲ့6လက်မှာပေါ့တထောင်တွာဆိုတော့နှစ်ပေလောက်ထားပါထားကြပါစို့အဲဒီလောက်နှစ်ပေလောက်နှစ်ပေတာရာလောက်ကျိုးလေးတွေအကုန်ဖျားဖျက်ပြီးတော့ကျိုးလေးတကျိုးတကျိုးနဲ့အထုံးအဲ၅ရုံးကြီးထုံးတယ်သူက အထုံးငါးလုံးကြီးထုံးတာကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအထုံးလေးတထုံးထုံးလာဒုတိယံမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံမိဓမ္မံတရဏံကိစ္ဆာမိဒုတိယံမိသံဃံတရဏံကိစ္ဆာမိအဲဒုတိယအထုံးလေးတထုံးထုံး တတိယံဘိဗုဒ္ဓံတရဏံကိသာမိတတိယံဘိဓမ္မံတရဏံကိသာမိတတိယံဘိသံဃံတရဏံကိသာမိတတိယအထုံးလေးတထုံးသုံးသုံးဖြစ်သွားပြီးတော့မှတန်ဘုဒ္ဓီကာထာရွတ်ပြီးတော့တထုံးပြီးတော့မှအဋ္ဌာနမိတံဒီကာထာအဋ္ဌာနမိတံမိခွေနဝကာတောယံရူပကမိနာ တထာဝတံဇီဝိတာဝရောပိယ နုဘဂမိနာဘိကွေဒါနာကတာပရိနိဗ္ဗာယံဒီအေဒီနာသေသာဝဇိနာတုတိမိဟောတုတဗရာသူများအတွက်ဆိုရင်တော့တုတိတေဟောတုတဗရာအဲ့လိုရွတ်ရတထုံးအဲ့လုံးနဲ့ငါးထုံးပေါ့ဗုဒ္ဓန္တရဏံကိသာမိနဲ့တထုံးဒုတိယမိနဲ့တထုံးတတိယမိနဲ့တထုံးမံဗုဒ္ဓေကာထာရွတ်ပြီးတော့တထုံးအာထာနာမိတံ၃ခေါက်တထုံးအဲ့လိုနဲ့ထုံး၅ထုံးထုံး ထုံးပြီးပြီဆိုတာလက်ဖွဲ့လေးဖြည့်တပိတ်ထဲထည့်ထားဦးဇင်းနေကိုရင်နေတင်းပေးပြီးတော့အာလုံးရှိတဲ့ဦးဇင်းနေကိုရင်နေလက်ဖွဲ့ထိုးတက်သွား1900ပေါ့အဲ့လိုလက်ခွဲတွေထိုးထားပြီးပြီဆိုတပိတ်ကြီးတဲ့ထက်ထက်ပြီးရင်တိမ်နေသွားကြောင်းရှိတဲ့ဦးဇင်းနေကိုရင်နေအကုန်လုံးဝိုင်းပြီးတော့ပရိရွေကမဝါဖာဖတ်ပြီးပြီဆိုလို့ရှိရင်ဘုံဘုံတို့ပရိရွေကမဝါဖတ်ပြီးရင် အဲ့ဒီအထာနာမေတံဂါထာ၃ခရွတ်ဖတ်လိုက်ပါရောက်ခလိုက်လို့ရှိရင်ဒါသိတိမြောက်တယ်တဲ့အဲအဲ့တော့နောက်တစ်ခါနောက်တနေ့ကျတော့ရွာတွေကလူတွေလာကြတပီတော်တို့အိမ်ပေးရွေကြွပါအောင်ဖျားယောဂဖြစ်လို့ပါဖျားမင်းတို့အိမ်လူပဲနှစ်ယောက်တော့၅ယောက်ပါဖျားဆိုရင်လက်ဖွဲ့လေး၅ခုပေးလိုက်အဲ့ဒီလက်ဖွဲ့လေး၅ခုတစ်ခုတစ်ခုကိုလူတယောက်တယောက်လက်မောင်းမှာကြီးထား မျက်မှောက်မချခြင်းတဲ့ပုဂ္ဂိုလ်ကလေပင်မဲ့ချီထားလိုက် အကုံယောဂါတွေပျောက်ဖြစ်ပြီးသားယောဂါတွေပျောက်မဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမဖြစ်တော့ဘူးဟံဟေးဆိုအဲ့လိုလို့အဲ့လိုနဲ့သူစံငင်းဆက်ရွာကြီးမှာရှိတဲ့ပလိကယောဂါတွေကဲခဲ့တဲ့အကြောင်းသတော်ကြီးကဖုံဖုံကိုအမင်းရှိပါတယ်အဲ့တော့ဘုံမကလည်းသဘောကျပြီးအဲ့ဒီကစပြီးတော့ခုနှစ်ပေါင်းအစိမ့်လောက်၃၀လောက်ရှိသွားပါပြီ ပိဋိယုကမဝါရိဖအဲပြီးပြီဆိုရင်အထာဏမိတံ၃ခေါက်ရွတ်ပါတယ်အဲ့ဒါရွတ်တဲ့အတွက်အလွန်တရာမှအကျိုးအာနိသင်ရှိယောဂအန္တရာယ်ဒီအကုန်ပျောက်ပါတယ်နော်အဲစစ်သားတွေဘုံဘုံကြီးလက်ဖွဲ့လာတောင်းစစ်သားတွေလာလက်ဖွဲ့တောင်းရင်လည်းပဲဒီလက်ဖွဲ့လေးတွေဘုံဘုံကထိုးထားမထိုးရသေးဘူးမရှိဘူးဆိုရင်မင်းနောက်နေ့မှလာခဲ့ငါလက်ဖွဲ့ထိုးထားလိုက်မယ်ညပိယိတ် ပထမ်းရွတ်လို့ရှိရင်လည်းပထမ်းရွတ်ပြီးတဲ့နောက်ပထမ်းရွတ်တဲ့အခါလက်ဖွဲ့တွေကိုင်းပြီးတော့ရွတ်အဲ့လိုရွတ်ပြီးတော့စစ်သားတွေပြေးလိုက်ဆိုစစ်သားတွေတိုက်ပွဲတွေပါတယ်မြန်အန္တရာယ်ကင်းတဲ့အကြောင်းသူတို့ကပြန်ပြောင်းပြီးတော့ပြောပြပါတယ်အဲ့ဒါကြောင့်ကုတ္တရာနာပရိဒအပေါင်းသူတို့ကောင်းတို့အဲတိုင်သူပြည်သားလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရာယ်ကင်းဂါထာလေးကို နေ့စဉ်နေ့စဉ်ရွတ်ဖတ်တရစေကြပါရွတ်ဖတ်တရစေတဲ့ဖြင့် အလွန်တရာဆိုးွားတဲ့ယောဂကြီးတွေဧကန္နပြောက်ပါတယ်ဘေဥပအန္တရယံတော်တဲ့မုံတိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ်အလုံးသောပရိဒတ်ပေါင်းသူတော်ကောင်းတွေနဲ့ဘာတိုင်းလူကြီးသားလူများတို့ဘေဥပအန္တရယံတော်တဲ့ကင်းပြီးတော့သာသနာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ရွေးချောင်နိုင်ကြပါသည်ဖုံဖုံဒီကာထာလေး၃ောက်ထပ်ပြီးတော့ရွတ်လိုက်ပါဦးမယ်ရွတ်ပြီးရင်ပြီးပါပြီနော် အထာနာမေတံဘိကဝေနဝကာတောယံဘရူပကမေနာတတကတံဇီဝိတဝရောပိယအနုဘကမေနာဘိကဝေတတကတာပရိနိဗ္ဗာယံတိဣတိနာတစ္ဆဝစေနာတုတိမေဟောတုတကတာအထာနာမေတံဘိကဝေနဝကာတောယံဘရူပကမေနာတတကတံဇီဝိတဝရောပိယ အနုပကမေနာဘေကဝေတတကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာတုတိမေဟောတုသဗ္ဗရာအတ္တနာမိတံဘေကဝေနဝကတောယံဘရုပကမေနာတတကတံဇီဝိတဝရောပိယအနုပကမေနာဘေကဝေတတကတာပရိနိဗ္ဗာယံတိ ဣတိနာတစ္ဆဝဇေနာသူတိမေဟောတုတဗ္ဗရာသာသာ